ဇီယံငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေစနေသားသမီးတွေအားလုံး2025ခုနှစ်17လပိုင်းတွင်မှာအဆက်ဆက်ရရအစီအပြေအောင်မြင်တိုးတက်ကြပါစေကြောင်းကျွန်တော်ကဒီကနေ့မေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်ဆရာအနေနဲ့ပြောနေတဲ့နောက်ဆုံးပိတ်အိတ်နဲ့လွယ်စနေသားသမီးတွေပေါ့ကျတို့ဘာလို့လုံးနဲ့အချိန်ဒီတလာပြီးတလာပြောင်းလဲလာတာဆိုရင်အခုဆိုရင်2025ရဲ့17လပိုင်းကိုရောက်ရှိလာပြီ ဒီ2025ဆက်ရလပိုင်းတော့မပြောခင်စနေသားသမီးမိတ်ဆွေများအနေနဲ့မိတ်ဆွေတို့ဒီ2025ဆယ်လို့ဟိုဇန်နဝါရီလစပြီးတော့အခုဆယ်လပိုင်းအထိကိုပြီးခဲ့တဲ့ဆယ်လပိုင်းတွေအထိကိုမိတ်ဆွေတို့ရဲ့ကံဟာစိုးတဲ့အထဲများပါခဲ့သလားညံ့တဲ့အထဲများပါခဲ့သလားသူမဟုတ်ကောင်းတဲ့အထဲပဲပါခဲ့သလားဆိုတာအတင်းအတင်းပဲလားဆိုတာဆရာကိုမှတ်မိကြပါဦးဆရာ comment တွေဖတ်ပါဦးမယ် ါအပြင်မိတ်ဆွေတို့အနေနဲ့ဆရာက17လပိုင်း၄ရက်နေဆိုရင်ဆရာအိမ်မှာအဲဆရာတို့တစားမုန်းလာပြီးနေမှာတော့ကျွေးကျော်အိစာတရားမိတ်ကြီးစီခိုင်းတော်ဝင်စေးပေါက်ခွဲလဲရှိတယ်လို့မိတ်ဆွေတို့အနေနဲ့မနက်ပိုင်းမှာတော့ပုံကြီး၅ပါးဟုတ်လားဟိုစွန်းနဲ့ဗာနဲ့ကတ်ပြီးတော့ခါကြတော့နေ့လေ၂နာရီအထိကိုအလုံးဝေးထဲ့ဝင်ခြင်းတီးခံပြီးတော့အားလုံးကိုအယုတ်လာမြန်မြူးတွေးပါကြောင်းနဲ့လာရောက်ပြီးတော့ကြုံကြိုက်တဲ့အခါမှာတရာတရားထက်ဆန်စာနဲ့လာရောက်ပြီးတော့စားသုံးကြပါဦးနဲ့ဆရာလူတော်လူဟာမိတ်ဆွေတို့လူတော်လူသားဖြစ်ကြောင်းနဲ့အဲ အနုမောဒရာဝမ်းမြောက်သာလို့ခေါ်ယူနေအလှချင်းဖြစ်ပါစေလို့လည်းဆရာကထလောင်းမြေတာပို့ရင်းနဲ့ကဲဆက်လိုက်ကြရအောင်ဒီ2025ခုနှစ်12လ17လပိုင်းတွင်မှာမိတ်ဆွေစနေသားသမီးတွေရဲ့ကံအရှင်တွေကိုဥစွာတားတော့ဆွဲကြည့်ပါမယ်စနေသားသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာအရာရာကိုစိုးရိမ်စိတ်တွေလွန်ကဲနေတာမျိုးကိုယ့်ရဲ့စိတ်ထဲမှာတခုခုကိုမလုပ်ရသေးဘူးအပြတ်သဘောဆောင်နေတဲ့အတွေးတွေဖြစ်နေတယ်ဒါလေးတွေကိုဖြေဖြောက်ပြပါ တခုခုမလုပ်ရသေးဘူးအပြက်သဘောဆောင်နေတာမျိုးခုခုကိုငါကဒါကြီးကိုဆုံးရှုံးသွားရင်ဘလို့ဖြစ်မှာလဲဆိုတာမျိုးဒါကြီးမှဖြစ်မလာရင်တော့ငါတို့ဘဝပြက်ပြီဆိုတဲ့အရာမျိုးဒါကြီးမှအောင်မြင်ရင်ကောဆိုတဲ့ငကရစ်စံတွေများစွာတွေးခေါ်နေတော့လာဖြစ်ပါတယ်မိတ်ဆွေတို့နဲ့ဒီအရာလေးကိုဒါကြီးကိုဆုံးရှုံးသွားရင်ဟောဒါကြီးမရှိတော့ရင်ဟောဒီလိုရီမန်းချက်ကြီးပြက်ပြဲသွားရင်ဟောဒါကြီးကုန်ဆုံးသွားရင်ဟောဆိုတဲ့စိုးရိမ်စိတ်ကလေးတွေဟာမိတ်ဆွေတို့ဘဝမှာအဲစိတ်ထဲမှာများစွာဖြစ်ပေါ်နေတဲ့အတွက်ဒီအတွေ့အကြုံကိုဖျောက်ပြီးတော့ချိတ်ဆက်အကောင်းဆုံးနဲ့တူတက်အောင်လှုပ်ဆောင်ပြီးဖို့လိုအပ်ကြောင်းနဲ့တစ်ခါလေးမှလူစိတ်ဆိုတာ စွမ်းအားဆိုတာစိတ်စွမ်းအားဆိုတာအရင်ကြီးအောင်မြင်မှုကိုပေးစွမ်းနိုင်ကြောင်းနဲ့စန္ဒဆိုတာမရှိရင်လည်းမအောင်မြင်တဲ့အတွက်ကောင်းတဲ့စန္ဒကလေးတွေနဲ့ကောင်းတဲ့အရာလေးတွေကိုသာခံများများတွေးခေါ်ဖို့ဆရာကကြားပြန်အကြံပြုလိုပါတယ်။ဒါအပြင်2025ခုနှစ်17လပိုင်းပြင်မှာစနေသားသမီးမိတ်ဆွေတို့ရဲ့အလုပ်က အလုတ်ကိုင်းနဲ့ပတ်သက်လာလို့ရှိရင်တော့လုပ်ငန်းပြိုင်အလုတ်ပြိုင်တွေပေါ်တက်တယ်လို့အထက်လူကြီးအကြီးကဲတွေနဲ့ပတ်သက်ပြီးတော့ဖီအားလေးတွေများတက်တယ်။သို့တော့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်အပြောင်းအလဲနဲ့တိုးတက်မှုတွေကိုရရှိအောင်လှုပ်ဆောင်နေတဲ့မိတ်ဆွေများရှေ့တို့ဆောင်ရလှုပ်ဆောင်မှာနေရာတိုင်းင်းနဲ့ပတ်သက်ပြီးယာလူနဲ့ပတ်သက်ပြီးတိုးတာမျိုးတွေယာလူတက်တာမျိုးတွေဂျုံကနိုင်တယ်လို့မိတ်ဆွေတို့အနေနဲ့အပြောင်းအလဲတွေအပြောင်းအချွေတွေတွေလည်းဂျုံကနိုင်ပါတယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိယာလူလုပ်ငန်းကိုင်ကနေပတ်သက်ယာလူတိုးဖြည်တာမျိုးယာလူတိုးပြောဆိုတာမျိုးတွေဒီမှာတော့နည်းနည်းလေး ဟိုကိုကိုတိုင်းရှိလို့ပြီးတော့ဆောင်ရွက်ရင်အာသာကောင်းမှုလိုတက်ပြီးတော့ကိုကိုတိုင်းဖန်တီးယူလို့ရတော့ကာလာပိုင်းရှားလေးဖြစ်ပါတယ်တို့ရတဲ့အထက်လူကြီးအကြီးအကဲအထူးသဖြင့်အထက်လူကြီးအမျိုးသမီးတွေအထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့စကားကတော့ကဆာဖြစ်ရတာမျိုးလေးတွေအဲမလိုလားအပ်တဲ့ပြဿနာကတော့ကဆာလေးဖြစ်တတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်အတွက်တော့လိုအပ်ပါတယ်ကျမိုင်းနဲ့ပတ်သက်လာရင်မိတ်ဆွေစနစ်သားသမီးတွေကဒီ2025စက်တလပိုင်းအတွင်းမှာဆိုရင်ကျမိုင်းနဲ့ပတ်သက်လာတဲ့အခါမှာ အယုံကျောနဲ့ပတ်သက်တာမျိုးလေးတွေလေနဲ့ပတ်သက်တာမျိုးအစာအိမ်ဝမ်းပိုက်စီးနဲ့ပတ်သက်တော့ရာလေးတွေလေချောင်းနဲ့ပတ်သက်တော့ရာလေးတွေငကူကအခြေခံဖြစ်တဲ့မိတ်ဆွေဆန္ဒသားသမီးများဖို့ဒါလေးတွေဖြစ်တတ်ပေမဲ့လို့ဆူဆူဝွားဝါကြီးတော့ဘာမှမရှိတာပါဘူးအသက်အပြည့်60နဲ့3နှစ်အထက်ဇန္ဒီသားသမီးမိတ်ဆွေများကျန်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲရေရှုမမားစီဖို့အဲဆွနာလို့ပေါ့ဟိုရေနဲ့ပတ်သက်တဲ့အရာတွေကံကြွယ်ထိတွေ့တဲ့အခါမှာတော့သတိထားစင်တင်ရန်လိုအပ်ကြောင်းလည်းထပ်လောင်းအကြံပြုပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်ဇန္ဒီသားသမီးမိတ်ဆွေတွေဒီလတာတော့ဒီမှာအကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ဖော်ပြပေးပါရစေ ဒီလာတာတို့တွေမှာစနေသားသမီးမိတ်ဆွေတို့ဖို့ကတော့အဖွဲ့အစည်းနဲ့ပတ်သက်တာမျိုးအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးတွေရှေ့တိုးဆောင်ရွက်လှုပ်ဆောင်မှာဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးတွေဒီမိမိတက်မြောက်ပြီးတော့ပညာရည်တွေကိုရှေ့တိုးသင်ယူလှုပ်ဆောင်တာမျိုးတွေဟာကံရရဲ့ထောက်ပံ့ကိုရရှိတတ်ပြီးတော့တအူးတဲ့တယောက်တဲ့လှုပ်ချင်းဟာကံရဲ့အားနည်းမှုကိုရရှိတတ်စေပြီးတော့အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်ပြီးတော့ရှေ့တိုးဆောင်ရွက်လှုပ်ဆောင်တာမျိုးတွေအားသာကောင်းမှုတိုးတက်နိုင်ပါတယ်။အများနဲ့ပတ်သက်သောလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေပရိဟိတဆိုင်ရာလုပ်ငန်းတွေ အကိုရဲ့စီအသင်းပွဲနဲ့ပတ်သက်သောလုပ်ငန်းတွေခြေထုတ်ဆောင်တဲ့လှုပ်ဆောင်မှာဒါအပြင်ညီကိုမတော်မတွေရဲ့အကူအညီထောက်ပံ့မှုရရှိတတ်သောကာလဖြစ်ပြီးတော့လူငယ်တွေအရှင်ရင်းနဲ့ပတ်သက်လာရင်ရှစ်သူသမီးကြီးစားရဲ့အကူအညီထောက်ပံ့မျိုးတွေရရှိတတ်သလိုငကုခအဆက်အသွယ်ပြန့်နေသောမိဆွေများညီကိုမတော်မအပေါင်းအသင်းတွေနဲ့ပတ်သက်ရင်မိဟောင်းဆွေဟောင်းတွေလည်းအကျိုးပေးသလိုမိတစ်ဆွေတက်တွေလည်းမိဆွေတို့အတွက်ဒိဋ္ဌအကူအညီရရှိစီမှာအထူးကြပဲဖြစ်တယ်။ထို့အပြင်အကိုရဲ့စီအပေါင်းအသင်းနဲ့ပတ်သက်လာတဲ့အခါမှာမိမိရဲ့အတွေးအခေါ်အကြံစီတွေကိုချပြခြင်းဟာမိမိတို့ရဲ့အောင်မြင်မှုကိုတစင်တိုးတက်နိုင်သောကာလဖြစ်ပြီးတော့တိုးတက်ရှင်း လုံခြုံချင်းထက်မိမိရဲ့အတွေးခေါ်အကြံစီတွေကိုချပြခြင်းတွေဟာချစ်တိုးပြီးတော့အောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိစေနိုင်တော့လားဖြစ်ပါတယ်။ငွေကြီးနဲ့ပတ်သက်လာရင်ငွေကြီးဟာဝင်လာတဲ့တဲ့ကာလဖြစ်တယ်။တို့အပြင်ငွေကြီးနဲ့ပတ်သက်လို့လက်လွန်ထားတဲ့ငွေကြီးတွေကိုပြန်လည်တောင်းဆိုတာမျိုးတွေရရှိနိုင်ပါတယ်။ဒီလက်ခံတော်တွေမှာအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပါသည်။ဒီလက်ခံတော်တွေမှာမိတ်ဆွေတို့လုပ်ငန်းများကိုဆက်လက်ဖော်ပြပေးပါရစေ။ဒီလက်ခံတော်တွေမှာဆိုမိတ်ဆွေစနေသားသမီးများအနေနဲ့ဘာသာစကားတင်နန်းနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်။ထို့အပြင် အဲမိတ်ဆွေတို့အနေနဲ့စပစ်စီစားတော့ကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်စာချုပ်စာတမ်းကိစ္စတွေစက်တူလုပ်ငန်းတွေအစုရှယ်ယာလုပ်ငန်းတွေပတ်သက်တာတွေစံစီစီစားစားတော့ကုန်လုပ်ငန်းတွေနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်ထို့အပြင်ကွန်းတို့ရှမ်းတို့ငွေကြီးနဲ့ပတ်သက်တာတို့နော်ဟိုတန်လို့တွေနဲ့ပတ်သက်လို့ရှေ့တို့ဆောင်ရလှုပ်ဆောင်ပြီးတော့အကျိုးပေးသောကာလဖြစ်ပြီးမိတ်သေးဆွေတစ်တွေရဲ့အကူအညီကိုရရှိတက်ပြီးတော့မိတ်ဟောင်းဆွေဟောင်းတွေရဲ့အကြံဉာဏ်ကောင်း အဆက်အသွယ်ကောင်းတွေကိုရရှိတတ်တော့လာဖြစ်ပါတယ်အထယ်လေးလုပ်ငန်း TT ဖနက် online social media နဲ့ပတ်သက်တော့လုပ်ငန်းလေးတွေစာချုပ်ကိစ္စစာမျက်ကိစ္စစာရွက်စာတမ်းနဲ့ပတ်သက်တော့ကိစ္စလေးတွေအစုအဝေးအဖွဲ့အစည်းဆက်လူပေါင်းစုလုပ်ရတဲ့လုပ်ငန်းတွေအမြဟအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တော့လုပ်ငန်းတွေမှာအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်စာချုပ်သစ်အဆက်အသွယ်သစ်တွေရရှိတက်ပြီးတော့ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေကိုကိုတိုင်အပေါင်းအသင်းအဖွဲ့အစည်းနဲ့စုပြီးတော့လှုပ်ဆောင်ရမယ့်လုပ်ငန်းတွေနဲ့ပတ်သက်ရင်ရှေ့တိုးလှုပ်ဆောင်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိတက်သောကာလဖြစ်ပါတယ် ဓာတ်ဆီတို့ဒီဇယ်ဆီတို့လောင်စာဆီတို့ဒေါ်လာတို့အစရှိသောအရာလေးတွေလက်စစ်ပစ္စည်းတို့နော်ဒီလိုမျိုးလုပ်ငန်းလေးတွေကိုပိုင်လုပ်ငန်းတွေချိတ်လို့ဆိုင်ရလှုပ်ဆောင်ပြီးတော့ OH ချမ်းပြည်ငဘောကစောက်လက်စတန်းလန်းဖြစ်နေတဲ့မိတ်ဆွေများ OH ချမ်းပြည်အစ်စ်ပြီးပြအောင်စောင့်နိုင်တဲ့အထောက်အပံ့တွေရရှိတာမျိုးဘာကြောင့်ခဏခဏကြန့်ကြာနေတာဆိုတဲ့မိတ်ဆွေများလည်းချိတ်လို့ဆိုင်ရလှုပ်ဆောင်ရင်အာသာတူတက်ခြင်းနဲ့ကောင်းမွန်ခြင်းတွေရရှိပါလိမ့်မယ်လူငယ်တွေအရှိန်နဲ့ပတ်သက်လာရင်တော့ ူးစာပတ်ဗောဓမျိုးတွေจิตตุตมิยีราရရှိတတ်သောလာဖြစ်တဲ့အတွက်မေတ္တာရေးစံဟာအရှိရေးမေတ္တာရေးနဲ့ပတ်သက်လာရင်မေတ္တာရေးစံဟာအာသာကောင်းမှုတုတ်တက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ပါလေတို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တွေ့မှာဆိုလို့ရှိရင် ထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်တာတော့တွေ့မှာဆိုရင်ငွေကြီးနဲ့ပတ်သက်တော့ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အဲလက်လွန်ထားတဲ့ငွေကြီးတွေကိုရရဲ့ကြီးပြောဆိုတောင်းဆိုတာမျိုးတွေကကံနဲ့အားသာထောက်ကူမှုကိုရရှိတတ်သောကာလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲတမိကြီးသားများအနေနဲ့ဆိုရင်လည်းတဦးနဲ့တို့တယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေအဆက်အသွယ်ပြတ်နေသောမိတ်ဆွေများအဖို့ပြန်လဲပြီးတော့သတင်းကောင်းကြားရတာမျိုးတွေကြုံရတတ်သောကာလအပိုင်းခြားဖြစ်ပါတယ်အင်းလေးကိစ္စငါကနားလည်မှုလွဲနေတော့ကိစ္စလေးတွေမှာရှေ့တို့ဆောင်ရလောက်ဆောင်ရအာသာတုတ်တက်ပြီးတော့ကောင်းမွန်နိုင်တော့ကာလာဖြစ်ပြီးတဲ့အခါ ဒီလက္ခဏာတော့ဒီမှာဆိုရင်လုပ်ငန်းနဲ့ပတ်သက်ရင်အထက်လူကြီးအကြီးအကဲနဲ့ပတ်သက်လို့ပဋိပက္ခလေးတွေပြဿနာလေးတွေများတာမျိုးတွေကြုံရတတ်တော့လာဖြစ်ပါတယ်။လုပ်ငန်းတူအလုပ်သူတွေရဲ့အပြိုင်ဆိုင်တိုက်ခိုက်တွေများတတ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ငကူကသာသမီ ိမ်နောင်ကြီးနဲ့ပတ်သက်လို့အရှုံရှင်းဖြစ်နေသောမိတ်ဆွေများစနေသားသမီးအမှုကိစ္စရင်ဆိုင်နေရသောမိတ်ဆွေများအနေနဲ့မိမိကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ဆောင်တာမျိုးဟာကံရဲ့အားနည်းမှုကိုရရှိတတ်ပြီးတော့ငါကူကအရှုံရှင်းအရှုံအောင်ကိစ္စလေးတွေမလောက်ဒီကာလမှာချစ်တူလှုပ်ဆောင်ရန်အတွက်တော့အားနည်းစေသောကာလပိုင်းချက်ဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီလူယုံမလွယ်ပါနဲ့လူယုံတတ်တတ်ပါတယ်တို့ရင်ဘာကိုလှုပ်လို့ညီကိုကတော့ညီကိုစဘာကတော့ပေါက်စည်းဆိုတဲ့အတိုင်းတိတိကျကျတဲ့တဲ့မမှန်နဲ့ အဲဟိုစွန့်လာလို့ပေါ့နှုတ်တရားစတဲ့လုံးဆိုတဲ့အတိုင်းစကလုံးလေးတွေကိုခက်ရှင်းရှင်းနဲ့ခက်ပြပြပြောဆိုပြီးလှုပ်ဆောင်တာဟာအသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းနိုင်ငံခြားခီးသွားတဲ့ပတ်သက်တာမျိုးရဝေးခီးသွားတဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ခင်ဗျာထို့အပြင်ဘာသာခြားလူမျိုးခြားတွေရဲ့အကူအညီကိုရရှိတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီလကတော့ဒီမှာစနေသားသမီးမိတ်ဆွေများအနေနဲ့ တင်းလာရင်လည်းပတ်သက်လာရင်လည်းဘာမှစိုးရိမ်စရာတော့တူတူမရှိပါဘူးအဲထို့အပြင်မိတ်ဆွေတို့ဒီလာတာတို့ဒီမှာဆိုရင်မိမိတို့ရဲ့ငွေကြေးကိစ္စအလုပ်ကိစ္စဖြစ်လို့တော့ကိစ္စဖြစ်ရှင်တဲ့ကိစ္စတွေကိုနှုတ်ကနေတော့အလုပ်တူလုပ်ငန်းတူအပေါင်းအသင်းမိတ်ဆွေတွေကိုဖွင့်မပြောပါနဲ့အဲ့ဒီအကြံအစီတွေဟာအကြောင်းအရာမျိုးစုံနဲ့စနောက်စနေအနောက်အနေဖြစ်တတ်တော့လားဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေဒီလာတာတို့ဒီမှာမိတ်ဆွေတို့အဲ့အော်အိမ်တော်ရင်းနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးကံရဲ့အညံလေးတွေရရှိတတ်ပါလေအိမ်တော်ရင်းနဲ့ပတ်သက်လာတဲ့အခါမှာ ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ပြဿနာတက်ရတာမျိုးလေးတွေဂျုံကတက်ပြီးတော့အိမ်ထောင်ဘက်နဲ့ဆက်ဆက်ပြီးတော့ဆွေမျိုးသားချင်းညီညာညီလာလာမျိုးလေးတွေပြဿနာပဋိပက္ခလေးမိမိရဲ့ဧည့်သည်မိမိရဲ့ယဉ်နီတော်မိတ်ဆွေများအပေါ်မှာမိမိရဲ့အိမ်ထောင်ဘက်နဲ့ပတ်သက်ပြီးအကြောင်းပြုပြီးတော့အဲပြဿနာတက်တာမျိုးစကားများတာမျိုးလေးတွေဂျုံကတက်တယ်လို့မိတ်ဆွေတို့အနေနဲ့အလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်လည်းအိမ်ထောင်ဘက်ကိုတိုင်ပင်ကမှစိတ်အလိုမချတာမျိုးလေးတွေကြောင့်တူးနဲ့တူးတယောက်နဲ့တယောက်နားလည်မှုဖြစ်တာမျိုးလေးတွေဖြစ်ရတတ်တယ်ဒီလိုနားလည်မှုတွေလွဲလာတဲ့အခါမှာလည်းမိတ်ဆွေတို့အနေနဲ့ဒေါသနဲ့မဖြစ်ချင်းပဲနဲ့ရှေ့တို့ဆောင်ရလှုပ်ဆောင်မှသာအောင်မြင်တိုးတက်နိုင်တော့လာဖြစ်ပြီးတော့ ပြဿနာတွေတရားတော်တွေယုံကလနာအမှုကိစ္စရဲဆိုင်ရာကိစ္စတွေဒီမှာတော့ဒိဋ္ဌဆင်ခြင်ပေးရလိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြစီ OA ချက်မီနေရာတိုင်းနဲ့ပတ်သက်ရင်မကောင်းတဲ့အတက်ပညာတွေအတိုက်ခိုက်တွေပြူစားတိုက်ခိုက်ခြင်းတွေလောကီပညာရဲ့တွေစုံအတက်ပညာတွေပြူစားတိုက်ခိုက်တတ်တယ်လို့စနေသားသမီးတွေများအဖို့ဘာမှမစိုးတီလာတာတော့ဒီမှာဖြစ်ရှင်သောကိစ္စဖြစ်လို့သောကိစ္စတွေကိုကြိုတင်ပြောခြင်းဟာအပြတ်တော်လေးတွေစောင့်တက်ကြောင်းထပ်လောင်းပြောကြားလိုက်ပြစီ မိတ်ဆွေတို့အနေနဲ့ဒီလာတာတို့မှာလူငယ်တွေအရှိရင်နဲ့ပတ်သက်လို့ရှိရင်အိမ်တော်ပြူချင်းစိတ်ဆက်ခြင်းတဦးနဲ့တို့တယောက်နဲ့တယောက်နားလည်မှုယူပြီးတော့နှလွာပေါင်းမှတည်ရဆိုတဲ့အတိုင်းပဲဟုတ်လားသမီးစားတွေမှာဟိုလက်ထပ်ဖို့အတွက်ပြောဆိုတာမျိုးတွေဟာကံတရားရဲ့အထောက်အကူများစွာရရှိတတ်တော်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီ ငွေကြီးနဲ့ပတ်သက်လာရင်လည်းဘလောက်ပင်ခက်ခဲဈေးကမူအလုံးလိုက်ရင်လိုက်ဝင်လာတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ယတနာဘုံစိုက်ကိန်းနဲ့စိုက်နိုင်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်လည်းမထင်မှတ်ဖက်နဲ့အကြီးကြီးချိတ်ကျက်ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မလို့ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားသာပြီးတော့ကောင်းမွန်စေတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဖြစ်နိုင်ရင်ယာရီလုပ်ငန်းတိုးမိတ်ဆွေများနေရာတိုင်းကြီးနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်လုပ်တဲ့မိတ်ဆွေများမတိကြမရေရန်တော့လက်ရှိရှိနေတဲ့နေရာမှာပဲနေပါတိထက်ညံ့သွားတိုင်းနိုင်စရာဘာမှမရှိပဲနဲ့မကြခင်တပြည့်ပြည့်အစိုးညံနေ ပြည်ပြောက်သွားမှအတေချာပဲဖြစ်တယ်။ရွှေပြောက်တာမျိုးလေးတွေအထာမရမျိုးတွေတကိုးခိုးခံရတာမျိုးတွေဂျုံရတတ်တယ်လို့စက်ပစ္စည်းရင်တကိုးခိုးခံတာမျိုးတွေကြက်ပြောက်တာမျိုးတွေအဲဟိုဟိုချီးပြီးတော့မှပြန်မရတာမျိုးတွေဖြစ်အပ်တဲ့အတွက်တော့သတိထားစင်နေပေးရလိုအပ်ကြောင်းနဲ့အဲပတ်စံပစ္စည်းထားတာမျိုးလေးတွေပြောက်တာမျိုးလေးတွေဂျုံတက်ကြောင်းထလောင်းကြွကြလိုက်ပါစီဒီလိုက်ကတော့ဒီမှာဆိုရင်ဂျာစာပရိသသမီးတင်းလှသသမီးတွေနဲ့တွဲဖက်လို့ရင်မိတ်ဆွေစနီသသမီးတွေရဲ့ကံကိုတိုးတက်အားသာကောင်းမှုပြီးတော့ကံကောင်းစေပါတယ် ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုလို့ရှိရင်အဲဘာကိုမဆိုအကျိုးပေးတော့အရက်ဟာတော့အနောက်ဆူဆူရက်ဖြစ်ပြီးစန်တီယာအရက်ကတော့အနောက်တောင်တောက်အရက်ဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုပြောဆိုဆောင်ရွက်တဲ့အခါမျိုးတွေကြရင်မိုးပြာရောင်ခဲရောင်အစိမ်းရောင်တွေမြများပါတော့အရောင်တွေကိုဝစ်စင်သွားခြင်းဖြစ်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့ကံကောင်းစီမှာအသေးကြပဲဖြစ်တယ်အဆက်ဆက်အရာမိတ်ဆွေတို့အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်တော့နှစ်ကဏ္ဍသုံးကဏ္ဍခုနှစ်ကဏ္ဍတွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်အားသာပြီးကံကောင်းစီတော့လာဖြစ်ပါတယ် ဂျာဇာဝိသားသမီးတနင်္လာသားသမီးနဲ့တွဲပတ်လုပ်တဲ့အခါကံရဲ့အထောက်အကူများစွာရရှိတက်ပြီးတော့အရေးကြီးသောကိစ္စတွေကိုပထမတစ်ပတ်ကိုတရက်နေ့ရနေပြီးတော့၄ရက်နေ့တည်းကိုသတိထားပြီးမူပါထို့အပြင်လအကုန်၄ရက်ပထမ၄ရက်လအကုန်၄ရက်လေးဒီမှာတော့သတိပြုပါလပြီကျော်မှပြုမှုဆောင်ရွက်တာမျိုးတို့လကုန်ကန်၄ရက်ကိုတော့သတိထားစင်ကြင်ပြန်လိုအပ်ကြောင်းအစက၄ရက်နဲ့အဆုံး၄ရက်လေးဒီမှာသတိပြုစင်ကြင်လိုအပ်ကြောင်းလဲခက်လောင်းပြောကြလိုက်ပြစီဒီလာတာတော့အတွင်းမှာသတိထားစင်ကြင်ရမယ်နေသားအနေနဲ့ဆိုရင်တော့ တောက်ကြသသမီးတွေနဲ့တွဲဖက်လောက်တာမျိုးတောက်ကြနေသားတွေနဲ့ဆက်လူလောက်တာမျိုးအရေးကြီးသောကိစ္စတွေကိုတောက်ကြတွေနဲ့တွဲလုံရင်ကံရဲ့အထင်းကိုအကြံကြလေးတွေကြုံတက်ကြောင်းလဲထပ်လောင်းပြောကြလိုက်ပါရစေအဆက်ဆက်ရရတတိထားစင်ရမှာတော့လူတို့ညာအိမ်ညာနေတို့ဝင်တဲ့အခါမှာ မိတ်ဆွေတို့အနေနဲ့เนาะဟိုရွှေညအနေနဲ့မိသားစုဝင်တွေထဲမှာကျမ်းမာရေးညံလာတာမျိုးပฏิပက္ခတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲလာတာမျိုးတွေဖြစ်ပြီးဆိုလို့ချင်းတော့မိတ်ဆွေတို့ဒီကြားရဲ့လူတမန်ဘာမှမဖြစ်ရင်ဘာမှမဖြစ်ပေမဲ့ဒီလိုမျိုးဖြစ်လာတဲ့အခါမိသားစုတူတယောက်ကျမ်းမာရေးညံလာတာမျိုးသူမဟုတ်ဟိုမိတ်ဆွေတို့အနေနဲ့ ဟိုစီဝါရရုပ်ပြအခက်အခဲအကျက်တဲ့တွေဂျုံရတာမျိုးတွေဆိုလို့ရှိရင်တော့မိတ်ဆွေတို့နည်းနည်းချွေကလေးစတိရောင်းလိုက်တာမျိုးဖြစ်စီမိမိအိမ်တွင်ကအိုးအဆုပ်အိုးအပဲ့လေးတလုံးကိုဟုတ်လားလက်ပြန်ပြစ်ခဲ့တာမျိုးဖြစ်စီမိတ်ဆွေတို့ရကံကိုတွတ်တက်ပါလေချွေရတော့ဆရာစီလာပြစ်လို့ရအောင်နော်ဆိုတော့ကောင်းပြီအဆက်အရာအဋိဌံပြုလို့တဲ့စနီသားသမီးမိတ်ဆွေများအဋိဌံပြုလို့တပဟဆိုရင်တော့ဖြင့်မေတ္တာတုပ်ကိုတနည်းကို 12ခေါက်နှုံးတယ်နော်မေတ္တာသူကိုတနေ့ကို12ခေါက်ရွပါဒါပြီးတော့12ရက်အတိတ်အတိတ်ခံပြီပါကအခက်အခဲကြက်တဲတွေပြပြောက်သွားစီမှာအတေချာပဲဖြစ်တယ်မိစေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်တော့အယောင်ထွက်စီလို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါမှာကောင်းကြီးတစ်ချောင်းနဲ့ထိတွေ့ပြီးတော့ရိုက်ပုံပြီးတော့ရောင်းလိုက်ပါအယောင်ကောင်းပြီးတော့အယောင်တော့အဝယ်တွက်သွားမှာအတေချာပဲဖြစ်တယ်ဒါအပြင်မိစေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာစုပ်သက်သွားတာမျိုးတောက်ခေါက်သွားတာမျိုးမီတွန်းတောက်တိသွားတာမျိုးတွေလှုပ်ဆောင်တာမျိုးဖြစ်စီ အစင်မပြေပါဘူးကွာဆိုတာမျိုးညင်းညူဆိုဆိုပြီးတော့ဆနလိုပေါ့သွားတာမျိုးသူမဟုတ်လို့ရှင်လဲလေချွန်သွားတာမျိုးတောက်ခောက်သွားတာမျိုးစုပ်တက်သွားတာမျိုးလောက်လာရင်အောင်မြင်တိုးတက်မှုနဲ့ထူးထူးရှင်းရှားပြောင်းလဲမှုတွေရရှိစေမှာအတိအကျပဲဖြစ်တယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီတစ်လတာလုံးမှာအစင်ပြေစီရန်ရေရာမပြောမီဇန်နီနာမပြေတယ်မိချင်းရင်ခွန်9300နဲ့9300လေးတစ်လျှောက်790290410 WhatsApp Telegram မှာဖြစ်စေ Viber Number 963505950ငါးနှစ်မှာဖြစ်စေဆက်သွယ်မိများနိုင်ကြောင်းနဲ့ ရမယ်ဆိုလို့ဆရာကဒီအခုဆရာကဟော့စတန်ရိုက်တဲ့အခါမှာဆရာအကောင်းဆုံးဖြစ်အောင်ရည်သွေးကောင်းကောင်းဖြစ်အောင်ပြင်ဆင်ထားတယ်။ဆိုတော့ဆရာနည်းနည်းလေးကင်မရာနဲ့အန်တန်တန်ဖြစ်နေတဲ့အတွက်ကြောင့်မို့ကြည့်ရတာအစမပြေရင်စကလုံးကြီးလွှဲလျှော်သွားရင်လေဆရာငယ်ရဲ့ရုပ်လျှော်တဲ့အပြစ်စလို့အပြစ်မြင်ရင်လေမိတ်ဆွေတို့ဒီတလတာလုံးဆက်ဆက်ရရအစမပြေစီပြီးတော့ငွေကြီးကံအားကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာနေနဲ့ဆိုရင်တော့ကျွေးပကံများတစ်ချက်ထဲမှာနှစ်ခုပေးချင်ပါတယ်ရေရာနော်ကျွေးပကံများတစ်ချက်ထဲမှာကျွေးပကံများတစ်ချက်ထဲမှာလက်ဖက်ကကိုဘုံဘုံ တောက်ရီကတက်ခတ်တဲ့အလဲမှာစမီထွင်းပြီးတော့ဆူတောင်းလိုက်ပါကဘလို့အခက်ခဲကြက်တဲ့မျိုးမဆိုအဆင်ပြေအောင်မြင်သွားမှာပါပြန်ပြောပါမယ်ကျွေးပကံပြတဲ့ချက်ထဲမှာလက်ဖက်ကပူပုံပုံအလဲကတောက်ရီတက်ခတ်တာအလဲမှာစမီထွင်းပြီးအိမ်ကမျက်စောပြားကိုလူကအခက်ခဲကြက်တဲ့တွေပြည်လဲသွားမှာအတိအကျပဲဖြစ်တယ်လုံခန်းပြရင်အလုတ်ပြရင်လည်းအတိုက်ခိုက်တယ်နဲ့ကြုံလာရတဲ့အခါမိတ်ဆွေတို့နေနဲ့ဆရာတို့ဒီလိုဂိုင်းပါတဲ့ခံကွက်ထဲမှာဂိုင်းပါတဲ့ခံကွက်ထဲမှာခရင်ကွာလေးတစ်ခုလိုရပါတယ် ခရင်ကွာလေးတခုထမင်းစားတဲ့ခရင်ကွာလေးတခုလိုအပ်တယ်ခရင်ကွာလေးတခုဆရာတို့ကဒီလိုခရင်ကွာကြလေးတဲ့ဒီလိုလေးထည့်တာဒီလိုလေးထည့်ပါနော်ဒီလိုလေးထည့်ထည့်ပြီးသွားတဲ့အခါခရင်ကွာလေးတခုကိုဒီတက်ပုံလေး password ပုံလေးထည့်ထည့်ပြီးသွားတဲ့အခါမဲဆွေတို့အနေနဲ့အဲ့ဒီခရင်ကွာလေးကိုထောင်ပြီးတော့စိုက်တာပါတက်ပုံလေးကိုထောင်ပြီးစိုက်တာပြီးနိုင်ရန်တနေရရတောင်းနေရမှာတင်ထားပါအလုံးလုံးကိုအခက်ခဲတဲ့ပြီးပြောက်သွားမယ်ဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့ဇနီးသားသမီးမဲဆွေတွေအားလုံး2025စက်တလပိုင်းအတွင်းမှာတက်နေတကူလောက်ဝင်ဖြူလို့ရတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစီအကြောင်းဆရာကမေတ္တာပို့စုတောင်းထောက်ပံ့ပြုရင်းနဲ့ နောက်တစ်ပတ်မှာဆရာတို့ပြန်ဆုံပါမယ်ခင်ဗျာ